ဆမ်ဘာတီးသွားတွေနဲ့ဘရာဇီးအင်ပါယာကိုအန်ဆယ်လော့တီပြန်ပြီးတည်ထောင်နိုင်ပါမလားဘရာဇီးလို့ပြောရင်ဟွာယုံတောက်တောက်ကြီးတွေနဲ့ ဟပညာညောတကစားအဲ့ဒီလိုကစားဟမ်းမှာမှပိန်နဲ့မတူညီတာကစပိန်လိုကွင်းထဲမှာဘောလုံးကိုကိုင်မထားပဲတိုက်စစ်ပြီးတိုက်စစ်ကစားနေတဲ့ဟမ်ဘန်ပါပဲဒါပေမဲ့အဲ့ဒီလိုဟမ်ဘန်နေဘရာဇီးမှာပျောက်ဆုံးသွားခဲ့တာဘယ်တော့ကြာသွားပြီလဲရိုနယ်ဒင်ဟိုရိုနယ်ဒိုအတရာနိုတို့ခေတ်ကနောက်ဆုံးမြင်ခဲ့ရတာလားအတိအကျပါဘူးအဲ့ဒီနောက်ပိုင်းနေမာတို့တခေတ်ရောက်လာခဲ့ပြီမဲ့ဘရာဇီးဆိုတဲ့ငွေသက်ကိုကောင်းကောင်းပြတ်မရတော့တာကာလတစ်ခုထိရှိလာခဲ့ပြီဖြစ်ပါတယ်ဘယ်ချိန်ထိလဲဆိုရင်တော့နီပြအန်ဆယ်လော့တီရောက်မလာခင်ချိန်ထိလို့ပဲပြောရမယ်ထင်ပါတယ်ကမ္ဘာဖလားချီစစ်ပွဲမှာ၁၈ပွဲကစားပြီးချိန် ေ28မှတ်ပဲရထားပြီးအီကွေဒေါ်ကိုလံဘီယာဥရုဂွေးစတဲ့ဒေတာရင်းပြိုင်ဖက်အသင်းတွေရဲ့ နောက်ကောက်ချတာကိုခံထားရတာအဆင့်၅နေရာမှာဒါရပ်တည်နိုင်ခဲ့တာတွေကဘရာဇီးလိုအသင်းအတွက်တော့ဂုံတိတ်ခါပိုင်းမှာအများကြီးထိခိုက်နေနေတယ်လို့ဆိုရမှာဖြစ်ပါတယ်တကယ်တော့လက်ရှိဘရာဇီးလူစင်းဟာသူတို့နောက်ဆုံးကပ္ပဖလားရခဲ့တဲ့2000ဘရာဇီးလူစင်းထက်မနှိမ့်တဲ့လူစင်းပဲဖြစ်ပါတယ်2000တုန်းကဘရာဇီးတို့သူတို့ရဲ့၅ကြိမ်မြောက်ကပ္ပဖလားကိုတွင်ကို၁၈ကိုတွင်ကစားခဲ့တဲ့ပွဲတိုင်းကိုအနံ့ရအောင်ကစားပြခဲ့ပြီးချန်ပီယံလက်ကမောင်းခတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချင်းဘရာဇီးလူစင်းထက်ကရော်နယ်ဒိုရော်နယ်ဒင်ဟိုရီဗယ်ဒိုစတဲ့တိုက်စစ်ကစားသမားတွေလို့ဒီတိ ဲ့ကစားသမားမျိုးခုချိန်မှာမရှိတော့ပေမဲ့အဲ့ဒီထက်မနှိမ့်တဲ့ကစားသမားစင်းကိုတော့အန်ဆယ်လော့တီပိုင်ဆိုင်ထားတာပါလက်ရှိဘရာဇီးရဲ့တိုက်စစ်အတွက်လူစင်းကိုကြည့်မယ်ဆိုရင်ဗီနီရှာရာဖင်ညာရိုဒရီကိုကွန်ညာရီချာရစင်အက်စတာဗိုဂျာအူဘဒရိုစတဲ့ကစားသမားတွေရှိနေပြီးအဲ့ဒီထက်နည်းနည်းထပ်ပြီးချဲ့ကြည့်မယ်ဆိုရင်တော့ Nottingham Forest က Anchor Jesus ပုံမောက်တိုက်စစ်မှု အီဗန်လီစင်ပါမီရက်စ်မှာခြေစွမ်းပြန့်ပြနေတဲ့တချိန်တုန်းကဘာစီလိုနာတိုက်စစ်မှုဗီတာရိုကွတ်စ်တို့ပြီးအဆင်သင့်ရှိနေဦးမှာဖြစ်ပါတယ်။အာဆင်နယ်ကမာတီနယ်လီရီယဲမှာနေရာမရတဲ့ဟင်နရက်မာယူမှာမအောင်မြင်ခဲ့ပေမဲ့ဘတ်တစ်မှာပုံမှန်ခြေစွမ်းပြန့်ပြနေတဲ့အန်တိုနီတို့ကလည်းအန်ဆယ်လော့တီတို့ရွေးရမှာလည်းခက်ခြံထားရမှာလည်းခက်အောင်မဲ့ကစားသမားတွေဖြစ်နေမှာပါ။ဒါကတော့အန်ဆယ်လော့တီရွေးချယ်ရမယ့်ဘရာဇီးတိုက်စစ်ကစားသမားဆင်းတွေဖြစ်ပြီးဒီလိုတိုက်စစ်အစုဖွဲ့မျိုးဆိုတာအခြားအသင်းတွေအနေနဲ့ရနိုင်ခဲ့တဲ့ဖျားသခင်စီအားဆုတခုဖြစ်ပြီးတစ်ဖက်မှာတော့အန်ဆယ်လော့တီတို့က ောင်ခဲ့စရာတွေဖြစ်လာခဲ့ပါတယ်။တိုက်စင်မှာလက်ရှိခြေဆွမ်းအရဖြစ်နိုင်ခြေရှိဆုံးကတော့ Vinicia, Rafinha, Estavo ဒါမှမဟုတ် Rodrigo စတဲ့တိုက်စစ်တွေဖြစ်လာနိုင်ပြီးအရင်မှာ João Pedro, Richarlison ကိုညာဆိုပြီးဖြစ်လာနိုင်ပါတယ်။နောက်ထပ်ဘရာဇီးကွင်းထဲမှာတော့ဘရူနိုကာမာရစ်၊လူကတ်စ်ပါကွီတာ၊ကက်စမဲရို ဂျိုလင်တန်အင်ဒရီဆန်တိုစ်ဂျိုကိုမက်စတဲ့ကစားသမားတွေရှိနေတာပါလက်တလို့ချီဆွမ်းတွေရတော့ဘရာဇီးလိုအပ်နေတာခံစစ်ပိုင်းလောက်ပဲဖြစ်ပြီးဒါကလည်းအရန်ကြီးအားနေနေတဲ့အပိုင်းတော့မဟုတ်ပါဘူးအခုလို star player တွေပြည်နေတဲ့အသင်းကိုဦးဆောင်နေတဲ့အန်ဆယ်လော့တီအတွက်ဒါကပထမဆုံးအကြိမ်လည်းမဟုတ်တော့ပဲ AC Milan Real Madrid PSG စတဲ့အသင်းတွေမှာလည်းအတွေ့အကြုံရှိပီးသားဖြစ်ပြီး star player တွေကိုဂိုင်းတွေ့ရမှာနာမည်ကောင်းရထားတဲ့နည်းပြလေးဖြစ်ပါတယ်အောင်မြင်ဖို့အတွက်အသင်လုပ်ဖို့လိုအပ်တဲ့အရာတွေကအများကြီးရှိပါတယ်နှစ်40လောက်ကြာပြီးတဲ့နောက်မှာတော့ကစားပွဲတွေကိုအနိုင်ရဖို့ အကောင်းဆုံးပြုဟာကဘာလဲဆိုတာကျွန်တော်မသိသေးပါဘူးဒါပေမဲ့ခင်ဗျားမှာရှိတဲ့ကစားသမားတွေရဲ့လက္ခဏာရက်တွေပုံမူတည်နေတယ်ဆိုတော့ကိုတော့ကျွန်တော်သိပါတယ်ဘရာဇီးကစားသမားတွေအနေနဲ့ဒီလိုပဲလုပ်စေခြင်းတယ်ကဘာဖလာကိုအရယူဖို့ဆိုတဲ့ယူမန်ချက်တစ်ခုတည်းနဲ့သူတို့ကိုစူးစီးစေခြင်းတယ်လို့အန်ဆလော့တီကနှိပြစဖြစ်ကြတဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်ဒါပေမဲ့ကဘာဖလာပြိုင်ပွဲအတွက်ဘရာဇီးဟာအာဂျင်တီးနာစပိန်ပြင်သစ် စားတဲ့အသင်းတွေလောက်ရေပန်းစားတဲ့အသင်းတွေမှာရှိမနေပါဘူး။ဒါပေမဲ့အန်ဆန်လော့တရဲ့ဘရာဇီးအနေနဲ့သူတို့ရဲ့6ဂျိမ်မြောက်ကမ္ဘာဘလောက်ကိုရယူသွားမယ်ဆိုရင်တော့အောင်အောင်စရာကိစ္စတော့ဖြစ်လာမှာမဟုတ်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။